ကျမ်းမာတော်မူကြပါစားခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့မေလ29ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စစ်ရဟတ်ရဲ့နှက်စည်းကိုပြစ်ချပြီးနောက်ဗမော်မျိုးတိန်တိုက်ပွဲကို KIA ကပြန်လည်စတင်စကကက27အနီးမှာရှိတဲ့ဝင်းလိုက်ဟိုတယ်စစ်စကန်အပါအဝင်ကာကင်းများကို KNA ပူးပေါင်းတပ်များကတင်ပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ကချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲမှာယနေ့ပြန်လည်ထိုးစစ်ဆင်ပြီးစစ်တပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းဌာနချုပ်ဖြစ်တဲ့စက္ကခ21အနီးမှာရှိတဲ့ဝင်းလိုက်ဟိုတယ်အပါအဝင်ကာကင်းအများအပြားကို KIA ပူးပေါင်းတပ်များကသိမ်းပိုက်လိုက်ကြောင်း KIA သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ယနေ့မေလ29ရက်နေ့နနက်၄နာရီကျော်ဝင်းကျင်အချိန်မှာစတင်ပြီး KIA ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်များကဗမော်မြို့သိမ်းတိုက်ပွဲကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းယနေ့နနက်ပိုင်းစက္ကခ21စစ်တနာချုပ်အနီးမှာတိုက်ပွဲအလွန်ပြင်းထန်ပြီး ရင်းအနီးမှာရှိတဲ့စစ်ကောင်စီရဲ့ခြေကုပ်စခန်းတစ်ခုဖြစ်တဲ့ဝင်းလိုက်ဟိုတယ်အပါအဝင်ကာကင်းစခန်းများကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။မေလ20ရက်နေ့ရဟယင်နစီပစ်ချခဲ့ပြီးတော့တိုက်ပွဲခဏရပ်နေခဲ့တာဒီမနေ့ပြန်စပြီးစကကက27နားမှာတိုက်ပွဲအပြင်းထန်ဆုံးပဲရန်သူစနိုက်ပါတွေလက်နက်ကြီးတွေ drone တွေနဲ့အပေါ်စီးကနေပစ်ခတ်နေတဲ့ဝင်းလိုက်ဟိုတယ်ရပြီးဒီမနေ့ရာသီဥတုကလည်းမိုးရွာခဲ့ပြီးမုံမိုက်မိုက်မှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်လို့ KIA သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ စစ်ကောင်စီတပ်များကဝင်းလိုက်ဟိုတယ်ပေါ်မှာစနိုက်ပါများလက်နက်ကြီးများဒရုန်းများနဲ့ပစ်ခတ်ခဲ့တဲ့အတွက် KIA တော်လန်ရေးတပ်များရဲ့ထိုးစစ်မှာရှေ့မတက်နိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်များကဗမော်မြို့အတွင်းမှာရှိတဲ့အထက်မြင့်တိုက်တာများကိုအကာအကွယ်ယူ KIA ရဲ့ထိုးစစ်ကိုဟန်တားခဲ့ကြောင်းယခုအခါမှာစက္ကခ27အနီးဆုံးနေရာထိကို KIA တော်လှန်ရေးတပ်များကရောက်ရှိထိုးစစ်ဆင်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။ KNA ပူးပေါင်းမဟာမိတ်တပ်များက2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကတည်းကမမော်မြိုသိန်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီးငါးလကျော်ကြာမြင့်သည့်အထိတိုက်ပွဲများနေ့စဉ်ရက်ဆက်ပြင်းထန်လျက်ရှိကြောင်းသိရှိရပါတယ်။စကကက27ရက်ကာကင်စကန်တွေတောက်လျှောက်သိမ်းနေတယ်။မမော်ကိုအောင်နိုင်ဖို့ပြည်သူအလုံးဝိုင်းဝန်းစုတောင်းပေးကြပါလို့ KNA အခြားသတင်းအရင်းမြစ်တစ်ခုက ပြောဆိုပါတယ်။မမော်မြိုသိန်းတိုက်ပွဲမှာ KIA, KPDF, PDF, MOD, KNAP, ABSDF, AA KIA ကောခါတက်များအပါအဝင်ပူပေါင်းတက်များဝင်ရောက်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကြောက်ဖြူတိုက်ပွဲအတွင်းတရုတ်စစ်သား20ခန့်က drone များနဲ့စစ်ကောင်စီဘက်မှဝင်ရောက်တိုက်ခိုက်ပေးနေကြောင်းသတင်းများထွက်ပေါ်လာခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတရုတ်စီမံကိန်းကြီးများတည်ရှိရာကြောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့လက်ရှိအာရခတပ်တော် AA နဲ့ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားနေတဲ့တိုက်ပွဲများအတွင်း တရုတ်စစ်သား20ခန့်ဟာဒရုန်းများကို၎င်းတို့ကိုယ်တိုင်ကင်တွယ်ထိန်းချုပ်မောင်းနှင်ပြီးစစ်ကောင်စီဘက်မှနေ၍ဝင်ရောက်တိုက်ခိုက်ပေးနေတယ်လို့သတင်းများရရှိပါတယ်။ကြောက်ဖြူမြို့နယ်ဂုံချွေတိုက်နယ်မှာရှိတဲ့တရုတ်တပ်အားဖြန့်ဖြူးရေးနဲ့စွန့်ပစ်စစ်ရုံး OGT နဲ့တစ်ပုတ်တောင်တိုက်နယ်မှာရှိတဲ့ဓညဝရီရေတပ်ဌာနချုပ်တို့မှာယခုနောက်ပိုင်းတရုတ်စစ်သားများကကိုယ်တိုင်ဝင်ရောက်ပြီးဒရုန်းများနဲ့တိုက်ခိုက်နေတယ်လို့အမည်မဖော်လိုတဲ့သတင်းအရင်းမြစ်တဦးကပြောဆိုပါတယ်။မလာကျွန်းရွာနာက OGT စစ်ရုံးနဲ့တစ်ပုတ်တောင်ကဓညဝရီရေတပ်မှာ တရုတ်စစ်သား20လောက်ဒရုန်းမောင်းပြီး AA ကိုတိုက်ခိုက်တယ်။ရွာတွေကိုဘုံကျဲတယ်။ရစ်တပ်ကဗမာစစ်သားတွေကိုဒရုန်းမမောင်းရဘူးလို့အတိအကျသတင်းရထားတယ်။ဒရုန်းတွေကိုနှီးပညာပိုင်းပို့ကျွမ်းကျင်တဲ့တရုတ်စစ်သားတွေကိုယ်တိုင်မောင်းနေပြီးကြီးရွာတွေကိုဘုံကျဲနေတယ်လို့သိရှိရပါတယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့မေလ19ရက်နေ့မှာကြောက်ဖြူမြို့နယ်မစ်တက်တောင်ကြီးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းနဲ့အစိုးရစစ်မှုလက်မှုတင်းနှံကြောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတို့ကို AA ကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးနောက်တရုတ်စစ်သားများဟာ ဒရုန်းကိုကိုယ်တိုင်မောင်းပြီးတိုက်ခိုက်မှုများပြစ်လုပ်လာတယ်လို့၎င်းကဆိုပါတယ်။ကြောက်ဖြူမျိုးမှာရခိုင်နိုင်ငံရေးသမားတဦးကလည်းတရုတ်အစိုးရအနေနဲ့မြန်မာအရေးကြားဝင်မှာမဟုတ်ကြောင်းပြောဆိုထားပေမဲ့လည်းတရုတ်စစ်သားများဟာစစ်ကောင်စီစစ်ရေးရင်များနဲ့စစ်ကောင်စီတပ်သားများစခန်းချထားရာတရုတ်စီမံကိန်းဝင်အတွင်းမှာဒရုန်းများကိုကိုယ်တိုင်မောင်းနေပြီးတိုက်ခိုက်ပေးနေတယ်လို့ကြားသိရကြောင်းပြောဆိုပါတယ်။စီရန်ဘူကြီးစင်ယောကလည်းတရုတ်များစစ်ကောင်စီဘက်မှနေ၍ဒရုန်းများနဲ့စစ်ကောင်စီဘက်ကဝင်ရောက်တိုက်ခိုက်ပေးနေသည်မှာဖြစ်နိုင်ခြေရှိတယ်လို့သုံးသပ်ပါတယ်။ ဖြစ်နိုင်ကြတော့ရှိပါတယ်သူရဲ့ဒီမဒီကျွန်းကပိုက်လိုင်းတွေရှိတဲ့နေရာတွေထိခိုက်မှုဖြစ်မှာစိုးလို့စစ်တပ်နဲ့သူတို့ကစာချုပ်ချုပ်ထားတာကိုတကယ်လို့အေအေသာကြောက်ဖြူကိုအလုံးစုံထိ ंछ ုပ်လိုက်ပြီးဆိုရင်သူတို့ကအေအေနဲ့တခါပြန်ပြီးတော့စာချုပ်ချုပ်ရမယ်သဘောရှိတယ်စာချုပ်ချုပ်ရမယ်အနေအထားပေါ့နော်အဲ့ဒီတော့လက်ရှိသူတို့စာချုပ်ချုပ်ထားတဲ့ဟာသူတို့ရဲ့ယင်းနှမြုံနှံမှုမဆုံးရှုံးအောင်လို့တော့တရုတ်ကနေကာကွယ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်ခြေကတော့များတာပေါ့လို့ပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာကြောက်ဖြူမှာတက်စကန်နှစ်ခုကိုအေအေကသိမ့်ပိုက်ပြီးနောက် UGD စက်ရုံအပါအဝင်တရုတ်စီမံကိန်းများကိုစုတ်ခွာပြီး AA ကိုခုခံတိုက်ခိုက်လျက်ရှိတယ်လို့လည်းသိရှိရပါတယ်။ CDM ဗိုလ်ကြီးစင်ရောကအခုဆိုရင်ကြောက်ဖြူနဲ့10ကီလိုမီတာ6မိုင်နီးပါးလောက်အကွာလောက်တိကိုရောက်နေပြီဆိုတော့တရုတ်အနေနဲ့လမ်းမယ်ဆိုလဲလမ်းစရာပေါ့နော်လို့ပြောပါတယ်။ကြောက်ဖြူမြို့ဟာတရုတ်ရဲ့ရွှေတဘာဝတန်းငွေနဲ့ရင်းနံပိုက်လိုင်းစီမံကိန်းတည်ရှိရာမြို့ဖြစ်တဲ့အတွက်စစ်ကောင်စီအတွက်နိုင်ငံခြားဝင်ငွေအမြောက်အများရရှိနေတဲ့မြို့ဖြစ်တယ်လို့ပင်လယ်ရင်းနဲ့စိတ်ကန်းတည်ရှိရာမြို့လည်းဖြစ်တဲ့အတွက် တဝီနိုင်ငံရေးအရာလည်းအလွန်အရေးပါတဲ့မြို့တစ်မြို့ဖြစ်ပါတယ်တို့အတွက်စစ်ကောင်စီနဲ့အတူတရုတ်ဟာလည်းကြောက်ဖြူမြို့အေးအေးလက်ထဲကိုကြာမသွားရန်ရနိုင်တဲ့နီးလက်နဲ့ကာကွယ်နေတယ်လို့လည်းသုံးသပ်မှုများရှိနေပါတယ်တရုတ်စီမံကိန်းများတည်ရှိရာကြောက်ဖြူမြို့နယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစတင်ကအေးအေးနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပါတယ်ရင်းတို့တိုက်ပွဲများဖြစ်ပွားပြီးနောက်ဖေဖော်ဝါရီလ28ရက်နေ့မှာကြောက်ဖြူမြို့နယ်အတွင်းကိုတရုတ်ကြီးစားစစ်သားများလည်းရန်ကုန်လေစိမ့်မှတစ်ဆင့်လေကြောင်းမှရောက်ရှိလာခဲ့တယ်လို့သတင်းများထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါတရုတ်ကြီးစားစစ်သားများမှာအရေးအတွက်အားဖြင့်90ဝန်းကျင်ခန့်ရှိပြီးယင်းအထက်မှာစနိုက်ပါသမားများနဲ့ပါဝင်က၎င်းတို့ကိုစစ်ကောင်စီရဲ့တ냐ဝတီရေတပ်ဌာနချုပ်အမှတ်30ရေတပ်ရင်းအပါအဝင်တရင်တချို့နဲ့ Navy ပေါ်မှာလည်းဖြန့်ချထားတယ်လို့မြေပြင်သတင်းများအရသိရှိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းကလည်းကြောက်ဖြူမြို့အနီးမှာရှိတဲ့မဒေးကျွန်းစီမံကိန်းကိုလုံခြုံရေးယူရန်အတွက်တရုတ်စစ်သားများကိုစစ်ကောင်စီကပို့ဆောင်ထားကြောင်းသတင်းများထွက်ပေါ်ခဲ့ပါတယ်။တရုတ်သမ္မတရှိကျင်းပြင်ကလည်း စစ်ကောင်စီဥက္ကဋ္ဌကိုကြောက်ဖြူအပါအဝင်မြန်မာမှာရှိတဲ့တရုတ်စီမံကိန်းများနဲ့စီမံကိန်းရှိဝန်ထမ်းများဘေးကင်းလုံခြုံရေးကိုအာမခံပေးရန်လဲအကြိမ်ကြိမ်တောင်းဆိုထားကြောင်းသိရှိရပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့စောင်းပြောင်းရွာတိုက်ပွဲ PNO ပြည်သူ့စစ်ရဲ့ဗိုလ်မှူးခွန်ထွန်းပေါ်အပါအဝင်တေဆုံးမှုများခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြွနယ်စောင်းပြောင်းကြီးရွာတိုက်ပွဲအတွင်း PNO ပြည်သူ့စစ်ရဲ့ဗိုလ်မှူးခွန်ထွန်းပေါ်အပါအဝင်အဒမစစ်သားစုဆောင်ခံရတဲ့ပအိုးလူငယ်၁၀နဲ့ချီတေဆုံးခဲ့ကြောင်း အိုစစ်ဘက်တရင်အရင်မြင့်များကပြောဆိုပါတယ်။ PNO ပြည်သူ့စစ်ဘုံမှုခွန်ထွန်းပေါ်ဟာရက်ဆောင်မြို့နယ်ပင်ဖြစ်ကြေးရွာကန်ဖြစ်ကယမန်နေ့မေလ26ရက်ကစောင်းပြောင်းရွာတိုက်ပွဲအတွင်းတည်ဆုံခဲ့ပြီးဇနီးနဲ့ကလေးတအူးကြံရစ်ခဲ့ကြောင်းသိရှိရပါတယ်။တော်လရင်တပ်ဖွဲ့တွေကိုထိုးစစ်ဆင်ရင်တည်သွားတာပုဂ္ဂိုလ်ရေးအရရင်းနှီးခဲ့ကြပေမဲ့ရွေးချယ်မှုလမ်းမတူတော့ပေးဆက်မှုချင်းလည်းမတူဘူးဘောလို့တည်ဆုံသွားတဲ့ PNO ဘုံမှုခွန်ထွန်းပေါ်နဲ့နှိစက်ခဲ့တဲ့တအူးကပြောပါတယ်။တော်လရင်တပ်ဖွဲ့များရဲ့ထိုးစစ်ကြောင်း တိုက်ပွဲအတွင်း PNU ပြည်သူ့စစ်အဖွဲ့ဝင်အများအပြားတေဆုံးနေတယ်လို့လည်း၎င်းကအတည်ပြုပါတယ်။တချို့ကအလောင်းမရတချို့ကတေလာရှင်လာမသိရနိုင်ရေးလုတ်ခွင့်မရလို့မသိကြတာအခုကဗိုလ်မှူးအဆင့်မှုဖုံးထားလို့မရတော့တာစောင်းပြောင်းတိုက်ပွဲမှာကိုပဲတေတာတရားကြော်ပြီးပြလို့၎င်းကဆက်လက်ပြောဆိုပါတယ်။ PNO ပြည်သူ့စစ်ထိပ်ပိုင်းကောင်းဆောင်များဟာစစ်ကောင်စီအလို့ကျဆောင်ရွက်ပေးနေပြီးပအိုးလူငယ်များကိုလည်းဘာသာရေးလူမျိုးရေးလှုံ့ဆော်ကတပ်သားတစ်အဖြစ်အတင်းအဓမ္မခေါ်ဆောင်နေတယ်လို့ပအိုးဒေသခံတအူးကဆိုပါတယ်။ တိနာလေတဲ့ပို့အုပ်လူငယ်ကြတော့ပြောလို့မရပြန်ဘူး။လိုင်းပေါ်နည်းနည်းပြောတာနဲ့အဖေအမေကိုဖမ်းသွားလိုက်တက်လိုက်ရွာပြင်နေထုတ်လိုက်လုံနေလို့လေ။အဲဒါကြောင့်တိနာလေတဲ့လူငယ်တွေကြအကုန်ပြပထွက်ကုန်ကြတာ။မထွက်နိုင်တဲ့လူကမိဘအသက်မိဘအိုးအိမ်ကိုငယ်ပြီး ကိုယ့်အသက်ကိုမအားလာနဲ့နေဝင်းထွန်းအတွက်အလကားတည်ပြီးနေရတာလို့၎င်းကစစ်ကောင်စီရဲ့အတုံးချခံနေရတဲ့ပအိုးလူတို့အခြေအနေကိုရှင်းပြပါရတယ်။စောင်းပြောင်းကြီးရွာအတွင်းတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တို့ကိုတော်လိုင်းရေးပူးပေါင်းတပ်များကမေလ18ရက်နေ့ကထိုးစစ်ဆင်ခဲ့ပါရတယ်။စက္ကဆာနဲ့ PNO စခန်းနေရာသုံးပုံနှစ်ပုံလောက်ရပြီလို့သိရတယ်။တစ်ဖက်မှာလည်း PNO တွေကိုအင်အားအလုံးအရင်ဖြည့်နေတာရှိတယ်။ ် PNO တွေကိုလူလိုင်းလုပ်ပြီးစကစကထိုးကျွေးနေတာလို့ရှမ်းပြည်တောင်ပိုင်းစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။စောင်းပြောင်းရွာတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးမကြာမီသတင်းထုတ်ပြန်မှုရှိလာမယ်လို့လည်းပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူတို့ကပြောဆိုပါတယ်။ပင်လောင်းမြို့နယ်စောင်းပြောင်းကြီးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့များက2024မတ်လ18ရက်နေ့မှာသိမ်းပိုက်ခံမှုပါတယ်။စောင်းပြောင်းကြီးရွာဟာပင်လောင်းမြို့တောင်ပန်းနဲ့ဖေကုံမြို့အကြားမှာရှိပြီးဖေကုံမြို့နဲ့ငားမိုင်ခန့်သာကွာဝေးကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ